ဇိုးတယောက်လိုစားရှိဖို့တက်ချက်တည်းပြောရရင် emotion ကိုထိန်းနိုင်ရမယ်ဆိုလိုတာကဇိုးစိတ်တက်မပြရာဘူးမတုံလို့ရဘူးတေးထွက်မထက်ကြောက်လန့်နေတောင်မှမျက်လုံးကတော့မီးဝင်းဝင်းတောက်ရဲရင်နေရမယ်ယူးခါမတက်မေတ္တာတက်ဝင်ချစ်ခင်နေတောင်မှနောက်ကနေတကောက်ကောက်လိုက်ပြီးတော့အတင်း follow လုပ်ပြီးတော့ကတ်မနေဘူး လူသားနဲ့မတည့်ပြင်မဲ့အရန်ကိုယဉ်ကျေးတယ်လွန်စွာယဉ်ကျေးတယ်နှစ်ချက်ထပ်ပြောမယ်ဆိုရင်ဇိုးတယောက်ရဲ့ထိန်းချုပ်မှုဇိုးတယောက်ဖြစ်ဖို့အတွက်ဆိုရင်ဘလို့ထိန်းချုပ်မှုတွေလုပ်နိုင်အောင်လဲအပေါ်ရှာဟုတ်ထိန်းတယ်အာမချောင်မှုဂုံးမတိုက်ဘူးမိမတွေအကြိုက်မလိုက်ရောတတ်ပြင်မဲ့ကိုယ်နှလုံးသားကတကယ်ချစ်မြတ်နိုးတဲ့သူမအတွက်ဆိုရင် အတက်တက်ဆုံးအလုံးလို့တဲ့စီးပွားရေးကိုစ조사ရှာဖွေပြီးတော့မှကာကွယ်စောင့်ရှောက်ခြင်းနဲ့ပဲတက်တည်ပြတယ်ဆိုလိုတာကတော့ဗဇက်ပြောချစ်တယ်ချစ်တယ်ချစ်တယ်ဆိုပြီးတော့ဖွဲ့နှွယ်ပြီးတော့မှရှာရှည်မနေတတ်ပါနဲ့တကယ်ချစ်ချောင်းကိုအလုံးနဲ့ပဲတက်တည်ပြတတ်တဲ့လူစားမျိုးကိုခေါ်တာ relationship တခုခုမှာတစ္ဆာရှိချောင်းပြဖို့အတွက်ဖားမနေတတ်ပါနဲ့ လက်တွေပဲတက်တွေပြရတဲ့လူစားဖြစ်တင်ဖြစ်မယ်ဒါပေမဲ့မိမတွေနာကတ်ကတ်ပြီးတော့အင်းညောင်းအင်းညောင်းနဲ့သွားနှူးပြီးတော့မှ easily လုံးမနေတော့ဘူးယောက်ျားပြီပြီနာဘူးဖြစ်ပေမဲ့မိမတွေနာသွားကတ်ပြီးတော့အင်းညောင်းအင်းညောင်းနဲ့ easily လုံးမနေဘူးထိတ်ချုံမှုတွေထဲမှာနောက်ထပ်နံပါတ်1ကအောက်ရှာကိုထိနေပေါ်ကလည်းမကြည့်သလိုအော်ကလည်းမကြည့်တဲ့အတွက် မိမတွေနဲ့မြူဆွဲလို့မရအောင်စောင့်ထိန်ရတဲ့လူမျိုးနှမချင်းစာနာတတ်တယ်အဲ့အတွက်မိမတွေဘက်ကလက်ရောမှုကြောင့်မလို့တခါတည်းမှာကျူးလွန်မိသွားတတ်တယ်ဒါပေမဲ့သူ့ရဲ့ကျူးလွန်မိသွားတဲ့တန်ရာတန်ကြီးတွေမချစ်တော့လဲအောင်ကနန်းတသက်လုံးတစ္ဆာရှိရှိပေါင်းဖက်သွားဖို့စောင့်ထိန်တတ်တဲ့ယောက်ျားကောင်းမျိုးဒါကြောင့်မလို့တခါတလေမှာ လေလို့တဲ့မိမတွေရဲ့နဖားချိုးထိုးတာကိုခံရတတ်ပေမဲ့အဲ့ဒီမိမတွေကိုယ်တိုင်ကအသက်တဆုံမျက်နှိုးတောင်ဝထားပြီးတော့မှချစ်တတ်သွားအောင်လေသူကယောက်ျားပိတာအောင် ပြုမူတတ်သေးတယ်ချင်းချင်းပြောမယ်ကယောက်ျားတိုင်းပါတဲ့အရာကိုစောင့်ထိန်နိုင်တဲ့အတွက်ထောင်ချောင်းပြီးဖို့အင်တန်ခဲရင်တဲ့လူထူးစန်းတစ်မျိုးဖြစ်တယ်ဇိုးတယောက်ရဲ့ဟန်ပန်မှုရာသုံးချက်ရှိတယ်နံပါတ်1ရဲရင်တီကြည်တဲ့ပုံပေါက်တယ် ရှင်းရှင်းပြောရရင်တတ်တိရှိတယ်ပေါ့ဗျာတတ်တိမရှိဘူးဆိုရင်တော့မှစားရှိတဲ့ပုံစံမျိုးဖန်ထားရတယ်ခွေးဟောင်ရင်တော့မှပြာသွားတယ်ပြင်မဲ့ထိတ်သွားပဲပြင်မဲ့ထမပြေတတ်တဲ့ဟန်ကို့ဖို့ဆိုတဲ့အမူအရာနဲ့ကိုယ့်ရဲ့စိတ်ကိုတုံ့လုံမှုကိုထိန်းချုပ်နိုင်စွာရှိတယ်နံပါတ်1လူ့ဘဝစာပုံပေါက်နေတယ်ဆိုလိုတာကသူများကတက္ကစီလိုဝတ်ပြီးတော့မှလိုက်ရလိုက်ရလုပ်ပြီးတော့ဖုန်ကြောင်နေတဲ့အချိန်မှာသူကစွတ်ကြဲစိုးဝတ်ပြီးတော့ ်ငွေရှာရင်ရှာနေတတ်တာမျိုးသူများကယောက်ျားပိသားကြောင့်ပြဖို့အတွက်ဆက်လက်လက်ချာညံအရက်ခွက်ကင်ပြီးတော့မှမူးမိုက်ပြနေတဲ့အချိန်မှာသူကတော့လွန်စွာလိန်မာရင်ကျင်းနေတဲ့ပုံစံဗန်းနဲ့ဂျင်းကိုသွားပြီးတော့တိုင်းကစားရင်ကစားနေတတ်တာကိုယ်ထွက်နေပြီးတော့သူများနဲ့မတူတမှုထူးခြားတဲ့တွင်ပြင်ရှိနေတာကိုပြောတာဒီနေရာမှာတချို့ကမေးတယ်ဘလို့ပုံစံမျိုးရှိတယ်လေလူကောင်ကြီးတာတေးတာသပင်းရှိတာတိုးတာတက်တူးရှိတာမရှိတာ ဘလာကြီးတာမကြီးတာတိုင်းနဲ့မဆိုင်ဘူးဗျသူ့ရဲ့ပုံစံကတော့တယောက်တည်းနေတဲ့ခါမှာချင်းတိလိုမျိုးရဲရဲနေတဲ့ပုံစံပေါက်နေတယ်အများနဲ့နေတဲ့ခါကျရင်လေတခြားလူတွေနဲ့ဆန့်ကျင်ပြီးတော့မှထူးခြားနေတဲ့တွင်ပြင်ရှိနေတာကိုပြောတာအတော့တော့အရန်ချစ်တတ်တယ်ဒါကြောင့်အရန်လဲအမျက်ကြီးတယ် relationship တွေမှာအရန်ချစ်တဲ့အတွက်သူ့ရဲ့ချစ်ခင်နဲ့တကြောင်တက်တည်ပြဖို့အတွက်အလုပ်ပဲအရန်လုပ်နေတာဖြစ်တဲ့အတွက်မကြာခဏတက်စာဖောက်တာလဲခံရတတ်တဲ့ကောင်မျိုး အရန်ချစ်တယ်လို့အရန်အလုတ်လုပ်တဲ့အတွက်အရန်လည်းတစ္ဆာဖောက်ခံရလို့မကြခဏနဖားကျိုးထိုးခံရနောက်ကျောဓာတ်နဲ့ထိုးခံရတဲ့လူသားမျိုးလည်းဖြစ်တယ်ဗျသူ့ကိုတခါကျေးဇူးပြုဘူးသူ့ကိုတတလုံးကျေးဇူးမမေ့ပဲနဲ့သူ့ကိုတခါနင်းချေဘူးတဲ့လူကိုလည်းတတလုံးမမေ့ဘူးဒါကြောင့်အန်ဂျယ်ရှိတဲ့လူတွေမှာပါတယ်ဒါကြောင့်သူ့မှာပေါင်းတဲ့အများကြီးမရှိဘူးအပေါ်ရန်ကျောပေါင်းတဲ့လူတွေသူ့မှာမရှိဘူးသူ့လိုမျိုးဇိုးစံတဲ့စိတ်ဓာတ်တွေရှိတဲ့လူ အနည်းစုတော့ပဲသူနဲ့အပေါင်းအသင်းလုပ်ကြတယ်အပေါင်းအသင်းအရန်အများကြီးမလိုဘူးဆိုတော့သူကတက်တယ်ပြနေတာဆိုလိုမျိုးဇာရှိဖို့ဆိုရင်အပေါ်ကအချက်တွေပြင်အောက်က၅ချက်ကို လိုက်ပြီးတော့လေ့ကျင့်ထားဖို့လိုတယ်ဇိုးဆန်ဖို့လိုတယ်ပေါ့အဲ့ဒီလိုက်ကျင့်ထားမယ်ဆိုရင်ဆက်ပြီးပြောပြပေးပါမယ်ဗီဒီယိုအဆုံးထိကြည့်ပေးပါနံပါတ်1ကြောက်ပင်မဲ့စားရှိကြောင် ပြဖို့ဆိုရင်တမာတိရှိဖို့လိုတယ်တည်ကြည်ဖို့လိုတာပေါ့ အဲ့အတွက်တမာတိရှိအောင် လေ့ကျင့်ထားရမယ်တမထဖြစ်ဖြစ်ဝိပဿနာဖြစ်ဖြစ်တမျိုးမျိုးကိုစူးစိုက်လေ့ကျင့်ထားဖို့လိုတယ်ကမ္မထံတစ်ခုခုကို ပေါင်းမြောက်အောင်ကျင့်ထားဖို့လိုတယ်နံပါတ်1ချစ်ပင်မဲ့ပြရားမခတ်ဖို့ဆိုရင်တည်ငြိမ်အောင်ကျင့်ထားဖို့လိုတယ်နံပါတ်3စကားပြောတာများခြင်းများမယ်မမနာမပြောမိအောင် ထိမ့်မှုဆိုရင်နှုတ်နှဲဖို့လိုတယ်နှုတ်ထက်လက်တွေ့ပြအောင ကြင်ကြာအားထုတ်နိုင်ဖို့လိုတယ်။တခါတရံမှာမလိုအပ်တဲ့စကားအသေးဖွဲတွေနဲ့ပြိုင်မငင်းနေပဲနဲ့ကြော်သွားရဖို့လည်းလိုမယ်ဗျ။အဲ့လိုကြော်သွားရအောင်လဲစိတ်ဓာတ်ခိုင်မာပြီးတော့မှနှလုံးသားကြီးမြတ်ဖို့လိုတယ်။ဆိုလိုတာဗျာစကားများပဲမဲ့မမှန်တာမပြောမိဖို့ဆိုရင်မမြင်ကြအောင်ဆောင်ပြီးကြော်သွားရဖို့လိုတယ်။ဒါကိုပြောတာ။ဒါပေမဲ့ကို့မှာကြန့်ခိုင်မှုမရှိဘဲနဲ့ဇိုးလိုမျိုးစားရှိဖို့တိတ်တော်မလွယ်ဘူး။ဒါကြောင့်မလို့ကိုယ့်ရဲ့စိတ်ထဲအတွင်းရဲ့ ခံစားချက်တွေကမျက်နှာမှာမပေါ်ဖို့အတွက်ဒါမှမဟုတ်ကိုယ့်ကို confident ရှိနေဖို့အတွက်ကြုံလန်းညုံပေးကြတာတခုရှိတယ်အဲ့ဒါကတော့နံပါတ်1ကတော့ဝိမနံပါတ်2ကတော့ကိုယ်ခံပညာတမျိုးမျိုးကိုအကြီးအကျယ်လိုက်စားတော့ပါချမ်းမှာတန်ဆွမ်းနေအောင်နေထိုင်ပါအဲ့တော့ကိုယ့်ရဲ့ physical အသွင်ပြင်ရဲ့ mental အသွင်ပြင်ကခံညားပြီးတော့ကြည့်လို့ကောင်းနေတယ်ဆိုရင်တော်ယုံတန်ယုံလူကလည်းဖြုံနေကိုယ့်ရဲ့တတ္တိတွေကလည်းအော်လိုလိုထွက်နေတာဖြစ်တယ်ဗောနော်အဲ့တော့ တောင်းမှာအကွတ်လူမအဝတ်လိုမျိုးနေရာဒေတာလိုက်တင့်တင့်လျောက်ပတ်စွာဝတ်တက်စားတတ်တယ်ဆိုရင်လေလူတွေကရှိန်နေကိုယ့်ရဲ့တက်တီကိုထူးပြီးတော့ငါတက်တီရှိတယ်กว่าဆိုပြီးတော့ပြနေစရာမလိုတော့ဘူးရှင်းနေတယ်ဆိုလိုတာဗျာခမောက်ကိုမြင်လိုက်ရှိန်သွားဖို့အတွက်ဝိမထားပြီးတော့မှကြန့်ခိုင်နေတဲ့ပုံစံပေါ်နေဖို့လိုတယ်ဗလာကြီးကြီးနေဖို့ပြောတာမဟုတ်ဘူးဖစ်ဖြစ်နေပြီးတော့မှဇားရှိတဲ့ပုံစံထွက်နေရမယ်တော့ဘောလားမသိဘူးအဲ့လိုပဲ စားမရှိဘူးဆိုရင်တော့မှဝါမရှိဘူးဆိုတော့မှဝီလုတ်လို့ရအောင်ကိုလုံးပညာတမျိုးမျိုးတတ်ထားဖို့လိုတယ်ဒါဆိုရင်ကိုယ့်ကိုထိလို့လည်းမရတော့ဘူးကိုကလည်းတွားပြီးစော်ကားနေမှလို့ပြောတာမို့ဒါကိုပြောတာဒါပေမဲ့ခင်ဗျားတို့ရဲ့ယင်ထဲမှာအမှန်တကယ်အတွင်းကြကြစားရှိဖို့နဲ့တတ်သိရှိဖို့ဆိုရင်တော့အကောင်းဆုံးနိလန်းကတော့တရားထိုင်ခြင်းမမိစိတ်ကိုမမိစောင့်ကြည့်ခြင်းဆိုတဲ့ဝိပဿနာလှုပ်ခြင်း ဒီနှစ်ခုအပြင်ကျွန်တော်တို့တခြားမမြင်ပါဘူးလုံးကြည့်ပါနောက် podcast မှာဒီငါးချက်ကိုအသေးစိတ်ဘလို့ကြင်ကြံရလဲဘလို့လမ်းညွှန်မှုပေးမလဲဆိုတာကိုစောင့်ကြည့်လိုက်ပါမနေ့ကမေးတယ်ဗျကျုပ်ရဲ့အကောင့်နေပေါ့နော် TikTok မှာလည်းတွေ့တယ် YouTube မှာလည်းတွေ့တယ် Telegram မှာလည်းတွေ့တယ် Facebook မှာလည်းတွေ့တယ် Page မှာလည်းတွေ့တယ်ပေါ့နော်အလှူများဖြစ်နေမလားပေါ့မဟုတ်ဘူးဗျကျွန်တော်ကတယောက်နဲ့တယောက်ပရိသတ်မတူဘူးအုပ်စုမတူတဲ့အတွက် group မတူတဲ့အတွက် ဆိုရှယ်မီဒီယာတိုင်းမှာပြောင်းပြန်လို့မဲအကောင့်နဲ့ပဲသုံးပါတယ်အဲ့တော့ဇိုးတယောက်ပီတာဖို့လက်ရင်ဖို့အတွက်ထားပါတော့တွားရင်လာရင်နဲ့မတော်တဆရန်ဖြစ်ခဲ့တဲ့အချိန်အနိုင်တိုက်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ဇိုးစထရိုဖိုက်စနစ်တင်နှံအပ်လို့ရပြီတင်နှံကသုံးလာကြမယ်အဲ့တော့ auto response system နဲ့လေ့ကျင့်ပေးတဲ့တင်နန်းဖြစ်တဲ့အတွက်အခြေအများကြီးမရတဲ့လူလေ့ကျင့်ဖို့ နေရာချင်းတဲ့လူတွေအတွက်အသင့်တော်ဆုံးဖြစ်ပါတယ်။သင်တန်း join မယ်ဆိုရင် highlight ပါ29ရက်နေ့မှာစပါမယ်ဗျ။နောက် podcast မှာဆက်ပြီးတွေ့ပါမယ်။အားလုံးကျေးဇူးတင်ပါတယ်ဗျ။